လူဆိုတာဆုံပြီလို့ရှိရင်စကားတပြောပြောနဲ့အချိန်ဖြုံးရတယ်လေစကားတပြောပြောအရေးကြီးတဲ့စကားလားလို့ဆိုအရေးကြီးတဲ့စကားလည်းမဟုတ်ဘူးကိုပြောဒီပြောနဲ့အချိန်ကုန်သွားတတ်ကြတယ်ဘတ္တာရာမလို့ခေါ်တယ်စကားပြောဖို့ပြောပဲလိုက်ရှာပြီးတော့စကားလိုက်ပြောနေရတော့အဖြစ် လူနှစ်ယောက်ဆုံပြီးလို့ရှိရင်တယောက်အကြောင်းပြောတာပဲလေခေါ်စစ်ဒီပြောတယ်ပြောတယ်လူတွေကတော့အံ့ဩစရာကောင်းတယ်နှစ်ယောက်ဆုံပြီးလို့ပြောပြီဆိုရင်တတိယလူတယောက်အကြောင်းပဲပြောတယ်သူသူ့အကြောင်းလည်းမပြောဘူးကိုယ်အကြောင်းလည်းမပြောဘူးဘသူအကြောင်းပြောတော့တတိယလူတယောက်အကြောင်းပြောတယ်အေးကိစ္စရှိလို့မိမိရဲ့စကားပြောဘက်ကထသွားလို့ရှိရင်ဘာလို့ကြံရည်တုံမေးလေးငော့ပြီးသူလည်းတူတူပဲပေါ့ ဒီလိုတွေပြောလို့ရှိကြတယ်လူတွေက